ရဖူရဲ့ဘီလာ၅စာချုပ်ကဒဏ်ရာနဲ့ပဲဆုံးသတ်တော့မှလားမဂရဖူကရူဘင်အမိုရင်ရဲ့လက်အောက်မှာပွဲထုတ်ခွင့်မရခဲ့တဲ့နောက်ဇန်နဝါရီလမှာမန်ချက်စတာယူနိုက်တက်ကနေ၅စာချုပ်နဲ့အက်စတွန်ဘီလာကိုရောက်ရှိလာခဲ့ပါတယ်ခုဆိုရင်ရဖူကခြေစွမ်းပြတ်တာနေပြီးဘီလာအတွက်၁၆ခုနှစ်ပွဲကစားခဲ့ပြီးလေးဂိုးသွင်းယူတာက၆ချိန်၉ဗန်နီးပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲရဖူကစက်သားတန်ရာရရှိခဲ့ပြီးစနေနေ့ကကစားခဲ့တဲ့ခရစ်စတယ်ပယ်ရီနဲ့ FA ပလာဆီမီဖိုင်နယ်ကိုလွှဲချော်ခဲ့ပါတယ်မီလန်နီပြအုန်နိုင်အမေရိကတော့ရက်ဖူဟာရက်သက်တပတ်အနေငယ်လောက်ပဲအားယူရမယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာရက်ဖူဟာဒဏ်ရာချင်းတွေကိုစစ်ဆေးမှုတွေပြုလုပ်နေပြီ မန်ချက်စတာယူနိုက်တက်နဲ့အက်စတွန်ဗီလာအသင်းရဲ့ဆေးဖုတ်ဝင်တွေကသူ့ရဲ့ကုသမှုနဲ့ပြန်လည်တက်တာလာဖို့အတွက်ပူးပေါင်းဆောင်ရွက်နေကြပါတယ်ရဖူရ9ဆာကျော်မှာမီလာ25ရက်နေ့မှာအိုဒဘုတ်မှာကစားမဲ့ဗီလာရဲ့နောက်ဆုံးပွဲကိုပါဝင်ခွင့်မရှိဘူးလို့သတ်မှတ်ထားပါတယ်။ဒါပြင်ဖူဟန်ဘုံမောက်တော်တရန်တို့နဲ့ကစားမဲ့ကျန်တဲ့၃ပွဲကိုလည်းလွှဲချော်ရဖို့ရှိနေပါတယ်။တပတ်လောက်ကပေါင်၃သိန်း၁၀၀၀ခွင့်ရရှိတဲ့သူ့ရဲ့လာစာကအဓိကဒါစီတကူဖြစ်နေပါတယ်။ရဖူကလည်းချန်ပီယံလိဝင်ခွင့်ရတဲ့အတင်းမှာကစားခြင်းနေပြီးလန်ဒန်ကိုပြောင်းရွှေ့ဖို့ကိုလည်းစိတ်ဝင်စားဖို့လို့သိရပါတယ်။လက်ရှိမှာတော့ရဖူကဇွန်လမှာကစားမဲ့နိုင်ငံပွဲစဉ်တွေအတွက် ကျက်ခံမှုပြန်လဲရရှိဖို့ကိုပဲအာရုံစိုက်နေပါတယ်။ဒါပေမဲ့တည့်ကလပ်တင်းအနာကတ်ကတော့မရေမရာဖြစ်နေပါတယ်။လက်ရှိအခြေအနေအရသူဟာဇူလိုင်လဆောပိုင်းမှာမန်ယူနိုက်တက်တင်းရဲ့အကျိုးရသည့်လေးချင်းမှုတွေတဲ့ပြန်လဲပါဝင်လာဖို့ရှိနေပေမဲ့အမော်ရီဟာမန်ယူနိုက်တက်နီးပြအဖြစ်ဆက်ရှိနေတဲ့ရေကတော့သူ့ရဲ့မွေးရမြေကလပ်အတွက်ပြန်ကစားဖို့မဖြစ်နိုင်တလို့ပါပဲ။ဒါပေမဲ့အမော်ရီရဲ့ပြောကြားချက်အရအငှားချတာတဲ့ရက်ဖိုနဲ့အန်တိုနီတို့ကိုအတင်းအတွက်ပြန်လဲခေါ်ယူမယ်လို့လဲဆိုထားပါတယ်။ရက်ဖိုရဲ့ဘီလာငှားစာချုပ်ကဒဏ်ရာကြောင့်အဆုံးသတ်တော့မဲ့ပုံပေါ်ပြီးသူ့ရဲ့အနာကတ်ကတော့မရေမရာဖြစ်နေသေးပါပဲ။ဒီမှာကျွန်တော်တို့ကတော့အမားကိုချစ်တဲ့